မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပြပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားပြန်မေးအောင်လိုင်းကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံသူများနေပြီးတော့လာရန်လမ်းစရိတ်ဟိုတယ်ကအပါအဝင်နေထိုင်စားတောက်တဲကိုကစရိတ်ငင်းဖြင့်ငွေကျပ်3000ပါမဟုတ်ဘူးပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှနိရုရှားခီးစင်မှာပြန်လာမဲ့အကြံဖက်မေးအောင်လိုင်းကိုကြိုဆိုရန်အတွက်စစ်တပ်ထောက်ခံသူများကိုနေပြီးတော့လာရန် လန်စရိတ်ဟိုတယ်ကအပါဝင်နေထိုင်စားတောက်တဲခိုကစရိတ်ငိမ့်ဖြင့်ငွေချက်3000ကိုပါမဟုတ်ဘဲအဖြစ်ပေးကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါရယ်အချမ်းဖက်မင်းအောင်လိုက်နိုင်ငံသားခီးစင်မှပြန်လာတိုင်းကျိုးဆိုရန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်နေသောစီးပွားရေးလုပ်ငန်းရှင်အချို့ကအကုန်ကြခံစီစဉ်ကြောင်းမင်းအောင်လိုက်ကိုကျိုးဆိုရေးနေပြီးတော့သူလာမည်စစ်တပ်ဘတ်တော်သားတရုတ်ဆောင်အစိုးရဟာတလူရှင်တော်များမဘာတာဖုန်ကြီးများအမျိုးသားရေးအစွန်းရောက်များအတွက်လန်စရိတ်ဟိုတယ်ကစားစရိတ်တဲခိုစရိတ်မဟုတ်ဘဲအဖြစ် ငွေကျပ်3000ကိုပါစီစဉ်ပေးကြောင်းသိရှိရပါတယ်။ဒီနေ့ပြန်လာမယ်စကတ်ကျူခီးစဉ်အတိုင်းဆိုရင်ညနေလောက်ရောက်မယ်။ကျိုးဆိုရေးအတွက်အရင်လိုပဲမိဖက်စည်းပွားရေးသမားတွေကနေထိုင်စားစရိတ်မိုးကိုပါစီစဉ်ပေးပြီးတော့ကျိုးဆိုရေးခေါ်တဲ့မင်းသားမင်းသမီးတွေကတော့ဓာစီတာမန်ထောက်ခံသူတွေကတော့အနည်းဆုံးမိုးဘိုး3000ပေးတယ်။မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်။တာမန်ကတော့နေပြီးတော့စီပင်မှာထားတယ်။လန်စီကကားဆင်လုံးငှားတယ်။စရိတ်အကုံလုံးကစီးပွားရေးသမားတွေကကြာခံတာတက်တဲ့စီးပွားရေးလုပ်နေတဲ့စီးပွားရေးသမားတွေကအကုန်ခံတာ အရင်ခရီးစဉ်တွေအတိုင်းပါပဲကျိုးဆိုရေးကဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။မင်းအောင်လိုက်ပြပခရီးစဉ်မှာပြန်လာတိုင်းရန်အောင်စိုးမြတ်သူစာဒိန်တောင်ခန့်စီသူမေတန်းနူမေတင်စာဦးစသည့်စစ်တပ်ဘက်တော်သားတရုတ်ဆောင်ဟာတလူရှင်တော်နှင့်အစိုးတော်အချို့ကလာရောက်ကျိုးဆိုလေးရှိပြီးမပါတာနှင့်အမျိုးသားရေးအစွန်းရောက်များကလည်းငွေကြေးရသဖြင့်လာရောက်ကျိုးဆိုကြကြောင်းသိရပါတယ်။ ထို့ပြင်စစ်တပ်ကမင်းအောင်လိုင်ကိုကြိုးဆိုရေးအတွက်နန်စီဒီယန်ဝန်ထမ်းများနှင့်မိသားစုများကိုလည်းဆင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမည်ပြည်ပခီးစဉ်အတွက်လည်းနန်စီဒီယန်များကိုလာရောက်ကြိုးဆိုခိုင်းထားကြောင်းသိရှိရပါသည်မင်းအောင်လိုင်ကိုကြိုးဆိုရေးအတွက်ငွေကြေးကုန်ကျမှုများကိုစစ်တပ်လက်အောက်ခံမြမစီးပွားရေးဦးပိုင်းမြမစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီးပွားရေးတွေ့ဖက်လုံးနေသောစီးပွားရေးသမားများကအများဆုံးအကုန်ကျခံငွေစိုက်ထုတ်ပေးကြောင်းသိရပါသည်ဦးပိုင်တို့ MEC တို့က ခမရတို့ဒါတော့အကုန်ကြခံလိုက်ဆိုပြီးမိဖက်စည်းပွားရေးသမားတွေကိုငွေထုတ်ခိုင်းတာဟိုကလည်းဒီလောက်ကတော့ထုတ်တာပေါ့ပြန်ရတာကများတော့စိုက်ထုတ်ပေးတယ်ဘီနိုင်ထုတ်တာကအစအကုန်စည်းပွားရေးသမားတွေကအကုန်ခံကြတာဟုနေပြီးတော့စစ်ဖက်တရင်ချင်းမြစ်ကဆိုပါတယ်အကြံဖတ်မြောင်းလိုက်သည်စက်တင်ဘာလ24ရက်မှစက်တင်ဘာလ29ရက်နေ့အထိရုရှားနိုင်ငံသို့သွားရောက်နေခြင်းဖြစ်ပါသည်။ဆက်လက်ပြီးစစ်အုပ်စုကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဖတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့ ကုလဆိုင်ရာမြန်မာတပ်အမတ်ကြီးပြောတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုအလုံးစုံဖျက်ဆီးဆုံးရှုံးမှုရှိုးရွင်းမှုတွေတွန်းချခဲ့တဲ့စစ်အုပ်စုဟာနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဖတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့အမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောပါတယ်။စက်တင်ဘာ26ရက်ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အပြည်ပြည်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှန် high level မျက်နှာစုံကြီးအစည်းအဝေးမှာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့တာပါပြည်သူပြည်သားတွေအပေါ်လွန်စွာဆိုးရွားသော စစ်ရဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်အုပ်စုဟာအယက်ဖတ်စစ်ဖက်နှမျိုးအုံပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကို အယက်ဖတ်အုံပြုမှုအတွက်သာဆောင်ရွက်မှာမဟုတ်ဘူးလို့တမ်မတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအတည်ပြုပါတယ် ပြီးခဲ့တဲ့ရွေးကောက်ခံအရတာအစိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်စံတမ်းမှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTPT ကိုအခြေပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးဆိုတဲ့စူပေါင်းချီမန်ချက်ပြည်မီရေးအတွက်ထိုးတက်မှုရှိစေခဲ့တယ်လို့တမ်မတ်ကြီးကဆိုပါတယ်ဒါပေမဲ့2021ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့တရားမဝင်အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုအတည်ပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းအစီအစဉ်တွေရပ်ဆိုင်းသွားခဲ့ရပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးအစီအစဉ်တွေထိုးတက်မှုမရှိခဲ့တဲ့အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်ဟာမြန်မာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်နေတယ်လို့တမ်မတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအသိပေးပါတယ်။ တချိန်တည်းမှာတရားမဝင်အာဏာသိမ်းစစ်အုပ်စုဟာအနေရဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရှိမှန်းချက်ကိုဆက်လက်လုံဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဖတ်အသုံးပြုဖို့လိုအမိတက်ခါနျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလုံဆောင်မှုတွေတိုးမြင့်ဆောင်ရွက်လာနေတယ်လို့ဆက်လက်အတည်ပြုပါတယ်။ဒီစက်တင်ဘာနောက်ဆုံးပတ်မှာပဲအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးရုရှားနိုင်ငံနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ ထပြင်အာနာသိန်းစစ်အုပ်စုဟာဒီနှစ်ကုန်မှရွေးကောက်ပွဲတရွက်ကျင်းပဖို့ပြင်ဆင်နေပြီးစစ်အုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစုံတရာပေးအပ်ခြင်းဟာစစ်အုပ်စုရဲ့အန္တရာယ်ကြီးမားတဲ့နျူကလ িয়ার ရည်မှန်ချက်ကိုပြည့်မီစေရအတွက်အဆင့်တဆင့်နီးကပ်သွားစေမှာဖြစ်တယ်လို့သံမတ်ကြီးဦးကျော်မိုးထွန်းကကမ္ဘာနိုင်ငံတွေကိုအသိပေးပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်မှာကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲရလဒ်ကိုအလီမထားပင်ဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကို တရားမဝင်အာဏာသိမ်းဖိရှားခဲ့တဲ့စစ်အုပ်စုဟာလွတ်လပ်တရားမျှတ၍အားလုံးပါဝင်သောရွေးကောက်ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့လည်းတမ်မတ်ကြီးကပြောပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုတွေကိုတားဆီးပေးနိုင်ရေးအတွက်တရားမဝင်အာဏာသိမ်းစစ်အုပ်စုကိုလက်နက်ခဲယံတိုက်လေရင်စီနေအရက်ဖတ်စစ်ဖတ်နှမျိုးသုံးပစ္စည်းတွေစီစဉ်ထောက်ပံ့မှုများကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးဖို့တမ်မတ်ကြီးကထပ်လောင်းတောင်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီးရွေးကောက်ပွဲကနိုင်ငံရေးစီရေးပဋိပက္ခများအဆုံးသတ်ပေးနိုင်မည်ဟုဦးခင်ကြီးပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်တွင်ကျင်းပမယ့်ရွေးကောက်ပွဲသည်နိုင်ငံရေးစီရေးပဋိပက္ခများကိုအဆုံးသတ်ပေးနိုင်မည်ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးကပြောပါတယ်။ရွေးကောက်ပွဲရှင်ပြိုင်မည့်နိုင်ငံရေးပါတီများအနေဖြင့်ပါတီမူဝါဒသဘောတောင်လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှတက်စင် ဟောပြောတင်ပြခြင်းအစီအစဉ်တွင် ထို့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့နိုင်ငံဟာငါနဲ့မတူငါရံသူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အတွေးခေါ်တွေကြောင့်အကြံဖတ်မှုပြိပခါတွေကြောင့်မှလူသားအလုံးရဲ့အနာဂတ်တွေညှော်မှန်ချက်တွေကြောက်လန့်တုန်လှုပ်မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ဟုလည်းဦးခင်ကြီးကဆိုပါတယ်အဆိုပါပြိပခါများကိုရွေးကောက်ပွဲကအဆုံးသတ်ပေးနိုင်မည်ဟုဆိုထားသလို၎င်းတို့ပါတီအနေဖြင့်တိုင်းပြည်တည်ငြိမ်တရားဝပြောပြီး လူသားအလုံးနှင့်လူငယ်လူရွယ်များ၏အနာဂတ်များလှပစေရန်တည်ဆောက်ပေးသွားမည်ဟုလည်းထည့်သွင်းပြောဆိုထားပါသည်။အရှုပ်အထွေးအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအထွေအကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတ္တရားတွေရဲ့အထွေအကြုံစဉ်ဆက်မပြတ်လေ့လာနေတဲ့ပညာရှင်တွေရဲ့ကိစ္စုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေရှိပါတယ်။နားထောင်ကောင်းရုံတသက်စောင့်ဖို့တွေလိုအလို့ရွတ်ပြနေရမယ့်အစားတကယ်ကိုအရေးရှိတဲ့ရလဒ်အကောင့်တွေ ပေါ်ထွက်လာတဲ့အတူဒီရလက်တွေကိုအချိန်တန်တက်ချက် time frame တတ်မှတ်ချက်တွေနဲ့တတ်မှတ်ပြီးတက်တည်ပြနိုင်ဖို့ကျွန်တော်တို့အစဉ်အသင့်ရှိပါတယ်ဟုဦးခင်ကြီးကပြောပါတယ်။အဆိုပါလမ်းစဉ်များအားအကောင့်ထဲဖော်နိုင်ရေးအတွက်အရေးရှင်ရှိသူများအပြည့်အဝရှိနေသလိုခူညီပေးနိုင်သည့်အဖွဲ့အစည်းအထောက်အကူပြုအဖွဲ့များလည်းအခိုင်အမာရှိနေကြောင်းဆိုပါတယ်။ရွေးကောက်ပွဲကော်မရှင် UEC စည်ရင်အရာလာမယ့်ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီ58ပါတီနှင့်တက်တည်ပုဂ္ဂလများကကိုယ်စားလှယ်လောင်း 4900ခန့်မှတ်ပုံတင်ထားသည့်အနက်1000ကျော်မှာစေအုပ်စုလက်ဝေကံပြည်တော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတင်သွင်းထားကောင်ကိုစက်လေးလောင်းအလုံးရင်းနှင့်ဝင်ရောက်ရှင်ပြိုင်ပြီဖြစ်ပါသည်။ပါတီ6ခုသည်တနိုင်ငံလုံးတွင်ရှင်ပြိုင်ပြီး52ပါတီသည်ပြည်내နှင့်တိုင်းလွှတ်တော်များအတွက်ရှင်ပြိုင်ပြီဖြစ်ပါသည်။ဆက်လက်ပြီးကရင်လက်နက်ကိုင်၃ခွဲတွေ့ဆုံပြီးစေအုပ်စုရဲ့ရွေးကောက်ပွဲကိုကာကွယ်ပေးမယ်လို့ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။မြန်မာစစ်တပ်လက်အောက်ခံနေချာဆောင်တဲ့ BGF KNA နဲ့ အခြားလက်နက်ကင်တပ်ဖွဲ့နှစ်ခုတို့တွေ့ဆုံပြီးစစ်အုပ်စုကျင်းပမဲ့ရွှေကောက်ပွဲကိုကောက်ွဲပေးသွားမယ်လို့ဘူးရဲကြေညာချက်ထုတ်ပြန်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့ဆက်ဆံရေးကောင်းတွေရှိတဲ့ခရင်လက်နက်ကင်အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ Nature Sountan, BGF, KNE, Democracy အကျိုးပြုခရင်တပ်မတော် DKPA နဲ့ခရင်ငင်းချမ်းရေးကောင်စီ PC တုံ BGF အမတ်နဲ့စစ်ဒေသဌာနချုပ်ရှိရာတိတ်ကတိကြီးရွာမှာစစ်အုပ်စုရွေးကောက်ပွဲနဲ့ပတ်သက်တာတွေဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ် DSC ဝေကို BDF KNA ဘက်ကအထွေထွေအတွင်းရမှုချုပ်ဘုံမှုချုပ်စောချက်သူအမတ်နစ်စစ်ဒေတာစစ်စင်ရေးမှုဘုံမှုချုပ်စောတင်ဝင်အမတ်လေးစစ်ဒေတာစစ်စင်ရေးမှုဘုံမှုချုပ်စောမုတ်တုံနဲ့တမှုအချို့တို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ် DGBA ဘက်ကစစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစောဆက်တီဒုစစ်ဦးစီးချုပ်ဒုဘိုးချုပ်ကြီးစောရွှေဝါစစ်ဦးစီးအရာရှိချုပ်ဘိုးချုပ်စောဆန်းအောင်တို့နဲ့ KNU KNL ငြိမ်းချမ်းရေးကောင်စီ PC ဘက်မှဒူဥက္ကဋ္ဌဒေါက်တာနောကပေါ်ထူးနဲ့တမှုအချို့လည်းပါဝင်တက်ရောက်ခဲ့ကြတာပါဒါပေမဲ့ KNU ဒူပလာယာခရိုင်ဥက္ကဋ္ဌဟောင်းပရိုဆော့ရွှေမောင်းကလည်းအဲ့ဒီအစီအဝေးကိုတက်ရောက်ခဲ့ပါတယ်ကရင်ပြည်နယ်မြဝတီမြို့နဲ့အာရှလမ်းတစ်လျှောက်မှာစေအုပ်စုတပ်တွေနဲ့ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေချိန်မှာစေအုပ်စုနဲ့ဆက်ဆံရေးကောင်းတွေရှိတဲ့ကရင်လက်နက်ကိုင်တွေကအခုလိုတွေ့ဆုံပွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်